အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Valencia Main ပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတည်းကမှတော့ကျွန်တော်မိတ်ဆွေဂျာတာပရိသာသမီအားလုံးအတွက်7ရက်5လ2025ကနေ7ရက်5လ2025အတွင်းမှာကြုံတွေ့ရမယ်တပတ်စာကန်ဂျမာဟော့ကင်းကိုကန်နာတခုရင်စီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ကာလတွင်မှာကျွန်တော်မိတ်ဆွေဂျာတာပရိသာသမီတွေပေါ့လေအဲတီဝန္ဒနာပါလို့ကန်ဆန်းခြင်းတပတ်ဆိုရင်ပေါ့လေတီထိုးခြင်းတပတ်ဆိုရင်၃စနှစ်အစုံဆိုတဲ့ကဏ္ဍလေး ထိုးလို့ရပါတယ်ဗျာနော်ဒီတစ်ပတ်ကာလမှာအကျိုးဝေကဏ္ဍလေးအနေနဲ့ထိုးမယ်ဆိုရင်ထိုးပါဗျာနော်အဲ့တော့အလုံးနဲ့ပတ်သက်ပြီးစပြောချင်တယ်ဗျာနော်အဲဒီကာလမှာတော့ကြာတာပရိသတ်သမီးတွေကလေမိမိတို့ရဲ့ဩဇာအချိန်ဝါတွေမြင့်မားလာလိမ့်မယ်ဗျာနော်ပုံမှန်ထက်တဆင့်မြင့်တဲ့ဘဝအနေထားလေးတွေရောက်ရှိမယ်ဆိုတဲ့ကိန်းခန်းထဲမှာပါတဲ့အတွက်အမရဝန်တာဖို့ကောင်းတယ်အလုံးနဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာရာထူးတက်တက်တဲ့ကိန်းမျိုးလေးတွေတွားရှိတတ်တယ်အဲနှမျိုးတော့ရှိတာပေါ့လေတချို့ကကြတော့ရာထူးတိုးပြီးတော့တခြားတဲ့နေရာကိုပြောင်းသွားတတ်တယ်ဗျာနော်တချို့ကကြတော့ အဲရာလူပဲတူတူဘာပဲတူတူဘယ်လိုပြောမလဲအလုံးနဲ့ပတ်သက်လို့ရှိရင်ဗောလေအတိုက်ခိုက်နေနေများတဲ့ခါမှာဖိအားနိုင်နေမခံနိုင်လို့ဆိုပြီးတော့ဒီအလုံးကနေထွက်ပြီးတော့နောက်အလုံးတစ်ခုကူပြောင်းတာမျိုးတွေဖြစ်တတ်တယ်ဗျာနော်အဲ့တော့ဖြစ်နိုင်တော့ဒီကာလမှာအလုံးကူပြောင်းတာကောင်းလာမင်းတော့မဆိုးပါဘူးဗျာနော်အဲ့တော့အလုံးပြောင်းတာဖြစ်စေအိုးအိမ်နေရာထိုင်ခင်းပြောင်းတာပြင်တာဖြစ်စေလုံမဲ့ဆိုရင်လုံပါတင့်တော်ပါတယ်ဗျာနော်အကောင်းဆုံးမဟုတ်ဘူးဆိုတော့အဆိုးဆုံးမဟုတ်ဘူးဆိုတော့မဆိုးဘူးဆိုတဲ့အနေထားလေးမှာပဲရှိပါတယ်နော်ကိုယ်ပိုင်စီဝါရေးလုံကလောက်ကနေတဲ့သူတွေဆိုရင်ဒီကာလမှာ အင်္ဂါနာနဲ့ပတ်သက်တဲ့ရုပ်ဝတ္ထုပိုင်းဆိုင်ရာဒီပစ္စည်းဥစ္စာတွေပေါ့လေအင်္ဂါနာလို့ခေါ်တာကစံစီစေးစားဆက်ပစ္စည်းနဲ့ပတ်သက်ပြီးဓာတ်ပုတွေရောင်းဝယ်တာတွေသူလောင်တာတွေအဲ့ဒါတွေကနေအမရန်အကျိုးပေးတဲ့ကာလလို့ခေါ်ရပါနော်အဖြစ်နိုင်လို့ရှိရင်တော့မှဒီကလာမှာတံမွေးကြီးတဲ့ဆက်ပစ္စည်းတွေကိုယ့်စီကိုဝင်ရောက်လာတာမျိုးတွေဖြစ်တဲ့ကောင်းပါတယ်ဗျတချို့တည်းဆိုရင်စိန်လက်စွပ်တွေပါလေပါရတတ်တဲ့ဂိမ်းလို့ရှိတယ်ဒါကတော့လူနေမှုအနေထားတွေပေါ်မူတည်ပြီးတော့ကွာခြားမှုတော့အများကြီးရှိမှာပါလေနော်အနှိမ့်ဆုံးစံငယ်တွေဆက်ပိနေရဆကိုစီကိုဝင်ရောက်လာတာလေးတွေဖြစ်တတ်တယ်ဝင်မှာဆိုလဲအဝင်တော်တယ်ပေါ့လေ တခုတည်းရှိတယ်ခုနကဆက်ပစ္စည်းတွေကောင်းနေဆိုတော့လည်းကားတွေပါနေဝင်လို့တော့မသင့်တော့ဘူးနော်ဆိုင်ကယ်တွေပါနေဝင်တာကိစ္စမရှိဘူးကားတော့အဝင်မခံပါနဲ့နော်တခြားဆက်ပစ္စည်းဝင်ရင်ဝင်ပါစီနော်ဘာကြောင့်လဲဆိုတော့ကားဝင်လို့ချင်းအိတ်ကားအသည်မဟုတ်တာမျိုးလေးတွေလာမှာဟုတ်ပြီးလို့ချင်းအိတ်ကားမကြာခဏပြတ်တာမျိုးလေးတွေတိုက်တာမျိုးလေးတွေအက်ဆီဒန့်ဖြစ်တာမျိုးလေးတွေအစားကြုံရတော့လေအဝင်မတော်ပါဘူးနော်ကားရှိတဲ့သူတွေကားမောင်းဝီခီးသွားနေရတဲ့သူတွေဆိုရင်လည်းကားနဲ့ပတ်သက်ပြီးအထူးသတိထားပါလုံးဝမပေါ်ဆက်ပါနဲ့လို့ထပ်တယ်လဲလဲအကြံပေးပါရစေနော် ပြီးတော့ဒီကလာမှာကျန်သာပရိသတ်သမီးတွေကစုပေါင်းဆက်ပေါင်းလုပ်ရတဲ့ကိစ္စမျိုးတွေကြုံရတတ်တယ်။သို့တော့ဖြစ်နိုင်ကြလို့ရှိရင်တော့လေဆက်လူရှယ်ယာလုပ်ငန်းတွေထပ်ဆောင်ရင်တဦးတယောက်တည်းလုပ်တာကပိုပြီးတော့ကောင်းတယ်ဗျာနော်။ကိုယ့်ရဲ့မိမိရဲ့ပတ်ဝန်းကျင်အတိုင်းအတာတွေမှာဩဇာအာဏာကြီးမားတဲ့သူတွေနဲ့ပူးတွဲလုပ်ရတာမျိုးတွေလည်းဖြစ်တတ်တယ်ဗျာနော်။ပြီးတော့ဒီကလာမှာအထူးသဖြင့်အင်္ဂါတာသမီတွေကိုအချောင်းပြူပြီးတော့ကောင်းကျိုးချမ်းသာလေးတွေရရှိတယ်တော့သူတို့နဲ့ပူးတွဲပြီးဆက်တွယ်ပြီးလုပ်လို့ရတယ်။အင်္ဂါအကျိုးပေးတယ်ဗျာနော်။လူလဲပါတယ်။နာမည်မှာအင်္ဂါနာနဲ့စားတဲ့သူတွေသူတို့နဲ့ပူးတွဲပြီးလုပ်ရင်လည်းပိုကောင်းပါတယ်ဗျာနော်။ အငွေချင်းနဲ့ပတ်သက်လို့ရှိရင်တော့ဒီကလာမှာငွေချင်းကန်လေးတွေအမှန်တန်ကောင်းတယ်ပုံမှန်မဟုတ်တဲ့လမ်းကြောင်းကနေပါငွေဝင်ချမ်းသာမျိုးတွေဖြစ်တတ်တယ်သို့တော့ဒလဟောင်းဝင်ပြီးရင်သူကဒလဟောင်းထွက်တယ်လို့ခေါ်တယ်ဗျလက်ပိုက်တာမျိုးမဟုတ်ဘဲနဲ့ပေါ့လေရတဲ့ပတ်စံတွေလက်ထက်မှာလုံးဝမမြဲဘူးပေါ့လေငွေကုန်ချေချာဖြစ်စရာလေးတွေများတတ်တယ်အဲ့လိုဖြစ်တဲ့အခါမှာကိုချိုးအတွက်အသုံးဆွဲပြီးကုန်တာမျိုးထက်စာရင်အိမ်ရောက်ကုန်တာမျိုးလေးတွေများတယ်တချို့ကတော့အိမ်ပြင်အိမ်ဆောက်တဲ့ကိစ္စတွေရောက်ငွေကုန်လို့ထည့်လိုက်ရတာတချို့ကအလုပ်တစ်ခုစတဲ့အကောင်တွေပေါ့လို့ဆိုပြီးတော့စိုက်လိုက်ရတာလောလောဆယ်မှာတော့ပြန်ပြီးမပေါ်လာဘူးပေါ့လေ ဒီစကားတော့မိမိရဲ့မိသားစုတွေကိုအကြောင်းပြုပြီးတော့ငွေကုန်ချေချလေးတွေများတတ်တဲ့ဘာဝရှိတယ်ဆိုတော့ဂယုဆိုင်ပေးပါဗျာနော်အာလက်ထဲပတ်စံရှိလို့ရှင်မမြဲဘူးထွက်တာမျိုးဖြစ်တော့လေအဖတ်တင်တာလေးတခုခုလောက်ထားပါလို့အကြံပေးချင်တာခုနကလို့အိမ်နေပါလေဝန်နိုင်နေဆိုဝယ်ထားလိုက်ကောင်းတယ်ဗျာနော်အဆင်ပြေပါတယ်တချို့တွေဆိုရင်ဒီကာလမှာအိုသစ်အိမ်သစ်တွေပါရရှိပိုင်ဆိုင်တတ်တဲ့ကိန်းထဲမှာသွားပါတယ်ဗျာနော်ပြီးတော့ဒီကာလမှာလူမျိုးကွဲဘာသာဝဲလေးတွေကိုယ့်ကိုစိတ်တော့ကပေးတာမျိုးလေးတွေကြုံရတော့လေအထူးသတိထားပေးစေချင်တယ်ဗျာနော် ငွေချင်းနဲ့ပတ်သက်လို့ရှိရင်ဘယ်သူဘယ်သူမှမယုံပါနဲ့မိဘအရင်ခေါအဲမိတ်ဆွေအရင်အချာညီကိုမတော်မအချင်းချင်းဖြစ်ခဲ့ရင်တော့မှငွေချင်းနဲ့ပတ်သက်ပြီးတော့စိတ်ကဝမ်းကွဲစရာလေးတွေအထင်လွဲစရာလေးတွေဖြစ်တဲ့ကိန်းရှိတယ်လက်လုံသွားပြီးလို့ရှိရင်ပြန်လဲတောင်းခံလို့မရတတ်တဲ့အနေအထားမျိုးဖြစ်တဲ့အတွက်အထူးသတိထားပါလို့အကြံပေးချင်တာပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ကြာသားပြည်သားသမီးတွေဒီကရမှာနှမျိုးဖြစ်တယ်ဗောလေစူးစမ်းရင်စူးစမ်းတော့ဝရိယအားခံစားမှမှန်တော်လဲပဲ ပညာရေးနဲ့ပတ်သက်ရင်နည်းနည်းလေးစိတ်လေးနေတာစိတ်လေးနေတာမျိုးလေးတွေဖြစ်တတ်တယ်။စာမချက်ရှင်တာမျိုးလေးတွေဖြစ်တတ်တယ်။နော်အစာအုပ်ကန်လိုက်တာနဲ့အိတ်ချိန်ဝါတာတို့တခြားအကြောင်းတွေးနေတာတို့နော်တခြားတစ်ခုလုံးတော့တနေကုန်လုံးနိုင်ပြီးစာဆိုရင်မလုပ်ချင်တဲ့စိတ်လေးတွေပေါ်လာတတ်တော့လေ။အခက်မသိရင်ပညာရေးနဲ့ပတ်သက်ပြီးတော့အညာခက်လေးတွေရှိတာစောင်းဝဲကြတာမျိုးလေးတွေဖြစ်တတ်တယ်။သတိထားစေချင်တယ်ဗျာနော်။ကျမ်းမာရေးနဲ့ပတ်သက်လို့ရှင်တော့ဂျာနာပရိသတ်သမီးတွေဒီကလာမှာ ောအစားစားတွေဘာတွေစားတဲ့ခါမှာလေငါးရိုးစုတာတို့ဘာတို့သွားဖြစ်တတ်တယ်ဗျာနော်ငါးတွေဘာတွေစားတာမျိုးတွေတစ်ချက်သတိထားပေးစေခြင်းနဲ့အရိုးတွေဘာတွေစုတယ်လက်ချောင်းနဲ့ပတ်သက်ပြီးသွားထိတာမျိုးတွေဖြစ်တတ်တယ်ဂရုစိုက်မယ်အဲ့ဒါအပြင်အကြောနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တာဗောလေအာယုံကြောလဲပါတယ်ခါကြောတွေဒီကုလုံးမှာရှိတဲ့အကြောတွေနဲ့ပတ်သက်တာတွေသွားပါတယ်သတိထားမယ်ဘိုက်ထရနေဆိုတော့ကြောက်ကနဲ့ပတ်သက်တဲ့ယောဂါလေးတွေသွားဖြစ်တတ်တယ်မပေါ်ဆက်နဲ့နော်ပြီးတော့မိမိတို့လက်မှာဝတ်ထားတဲ့အကြောင်းမဲ့ရတနာလေးတွေရှိလို့ရှိရင်ပျောက်တာရှတာလေးတွေကြောက်လေးတွေထွက်သွားတာလေးတွေဖြစ်တတ်တယ်ပြန်ပြန်မရတာမျိုးတွေဖြစ်တတ်တော့လေ ဂရုစိုက်ပေးပါလို့အကြံပေးခြင်းနဲ့ဗျာနော်အခြေအနေတော့ပတ်သက်ရင်တော့ဂျာလာပရိသတ်သမီးကဒီကာလမှာအမရန်စမ်းပွင့်တဲ့ကာလပဲဗျငုတ်တုတ်ထိုင်နေတာမှအခြေခင်တဲ့သူတွေတွေဝိုင်းဝိုင်းလေတဲ့ကာလပေါ့လေအဲ့တော့အမရန်ကောင်းတယ်ချစ်သူမရှိတဲ့သူတွေချစ်သူရတယ်ရတဲ့သူတွေကလည်းရှိတဲ့သူတွေကလည်းအိမ်တော်တွေပါလေကြားတယ်ကြားရင်လည်းကောင်းတာပဲအဆင်ပြေတယ်ဗျာနော်ဘာမှစိတ်ပူစရာမလိုဘူးပေါ့လေအဲ့တခုပဲထပ်ထပ်ပြီးမှလာအဲချစ်သူရှိတဲ့သူတွေပိုင်ရှင်ရှိနေတဲ့ဘယ်သူမှမဆိုပါဘူးလေစမ်းပွင့်တဲ့ကာလဖြစ်တဲ့အတွက်မထိန်ချုံနိုင်မနဲ့နောက်တယောက်နဲ့ထပ်ပတ်သက်မိတာလေးတွေဖြစ်တဲ့အခါမှာ မနူလာအပ်တဲ့ပြဿနာလေးတွေတော့ကျေဝန်းတတယ်သတိထားပေးတခါကျရင်ကိုယ်တိုင်ကဘာမှမဟုတ်ဘူးဆိုတော့လည်းဘာမှမဖြစ်ဘူးဆိုတော့လည်းပဲကိုယ့်ချစ်သူအိမ်တော်ဘက်ကနေထိုင်နေတဲ့ပြဿနာရှာတာမျိုးလေးတွေနော်ရစ်တာမျိုးလေးတွေစသည်အားဖြင့်ပေါ့လေအကြောင်းအကြောင်းကြောင့်သူတို့ကိုအကြောင်းပြုပြီးစိတ်ငြိမ်စိတ်တော်ကလေးတွေရောက်လာတတယ်အထူးသဖြင့်ဘာဘဂူသားသမီးတင်းလာသားသမီးကိုအကြောင်းပြုပြီးစိတ်ငြိမ်စိတ်တော်ကရောက်တဲ့တချို့ဆိုကိုစီယာထွက်သွားတာတွေအစားကြုံဝတ်တတော်နေသတိတော်ထားပေးပါလို့ထက်တယ်လဲလဲအကြံပေးပြရစေပြီးတော့ဒီကရမှာခရီးနဲ့ပတ်သက်ပြီးတော့ မမျောနိုင်ပဲခီးတွေပါတယ်သွားရလာရတာမျိုးတွေကြုံရတယ်အဲ့တော့ခီးသွားရင်ကောင်းလားဆိုလို့ရှိရင်တော့ကောင်းတဲ့အဲဘက်ကိုသွားရင်တော့မဆိုးဘူးပေါ့လေအဲ့တော့ဘာပြောချင်တာလဲဆိုတော့ခီးနဲ့ပတ်သက်ပြီးကြံသေးယူထားတဲ့ခီးမျိုးရှိလို့ရှိရင်မသွားပြပဲနဲ့ခီးပြတ်သွားလိမ့်မယ်မကြံသေးမယူထားပဲနဲ့ရုတ်တရက်ထပြီးသွားတဲ့ခီးမျိုးတွေပို့ပြီးများတဲ့သဘာဝတွေ့တယ်ပေါ့လေအဲ့တော့သွားလာမယ်ဆိုရင်တော့အနောက်အရက်ကိုခီးသွားခြင်းကိုအတက်နိုင်ဆုံးရှောင်ပေးပါဗျာနော်ကျန်တဲ့အရက်တွေကသွားလို့ရပါတယ်ဗျာနော် မေလ12ရက်14ရက်15ရက်16ရက်19ရက်18ရက်အဲ့ရက်တွေကအမရန်ကံကောင်းတယ်ဗျအလူတန်းကိစ္စတွေမင်္ဂလာကိစ္စတွေမှာကိုယ်တိုင်ကိုကြပါဝင်ဆောင်ရွက်ရတာမျိုးတွေဖြစ်တယ်စာပေအစ်စင်တဲ့ပတ်သက်တာတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအမရန်ကောင်းတယ်ဗျကိုယ်တိုင်ကိုကြလည်းပါဝင်ဆောင်ရွက်ရတာမျိုးတွေဖြစ်တယ်ကို့အနီးနားမှာအလူဘွဲတွေမင်္ဂလာဘွဲတွေနော်ဒါမျိုးတွေကျင်းပတာမျိုးတွေဖြစ်လို့ရှိရင်တော့စီဝါလက်လာပါအမရန်တက်ပြီးလို့ပဲဆိုကြပါဆိုဗျာနော်ပြီးတော့အဲ့ရက်ပိုင်းမှာပဲအလုပ်မရှိတဲ့သူတွေအလုပ်ရတာအလုပ်ရှိတဲ့သူတွေလစာတို့တာရာတို့တို့လဲဆိုတော့ကိန်းခံမျိုးတွေကြုံရတဲ့ ။အိုးသိအိမ်သိရတာမျိုးလေးတွေ၊အိုးအိမ်ပြင်ဆင်စောက်တရတာမျိုးလေးတွေကကောင်းသောကောင်းခြင်းနဲ့ပြောင်းလဲတယ်ပေါ့နော်။အဲ့မေလာအဆက်တော်ကနေအဲ့ရက်တရက်ကတော့အညာအခက်လေးတွေရှိတယ်သတိထားမယ်။အခြေအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ပြဿနာအနောက်အချက်လေးတွေကြုံရတဲ့ငွေကုန်ချေကျများတာမျိုးလေးတွေဖြစ်တတ်တယ်။ကာလရှိတွန်းနေတဲ့ချစ်သူတွေနဲ့ကွဲတာပြတ်တာမျိုးလေးတွေနဲ့ဖြစ်တတ်တယ်။မိပြတ်ဆွေပြတ်ဖြစ်တတ်တယ်နော်ညီကောင်မတော်အချင်းချင်းစိတ်ဝမ်းကွဲတဲ့အနေထားတွေအားစားကြုံရတော့အထူးသတိထားပါလို့အကြံပေးပါရစေ။အဲ့တော့ကျန်တော့ပြည်သားသမီးကျွန်တော်မိတ်ဆွေတွေဒီတစ်ပတ်ကာလမှာ ကန်ဒီယာရဲ့ထောက်ပံ့မှုတွေအပြည့်အဝရအောင်အနည်းအောင်ခရရအောင်မရရအောင်နှုတ်နေအောင်အနက်ရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်စပယ်ပန်းမြေပြပန်းရောင်စုံတစ်စပန်းရောင်စုံဇီးညွန့်အဲ့ဒါမျိုးကိုမိမိတို့အိမ်ရဖះမှာဖះပန်းအနေနဲ့ကတ်လူချင်းဖြစ်ဖြစ်အဲနေအဲ့ကနေမှာအလပန်းထိုးတာမျိုးပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေကြားသားပရိသတ်သမီးတွေပေါ့လေကောင်းတဲ့ကံလေးတွေလည်းအများကြီးပဲအနှံ့ငယ်သောအညာအခိုက်လေးတွေကလည်းရှိတတ်တာပေါ့နော် အဲ့တော့အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ရရလေးချီရမယ်ဗျာနော်အရရအနေနဲ့ဘာလုပ်ရမလဲဆိုတော့တက်ကြီးရွယ်ဦးများကိုပေါ့လေတက်ကြီးရွယ်အဖိုးဖွားတွေကိုအုံးရလေးလေးခွက်နဲ့ဒါနပြုကျွေးမွေးလူတန်းပေးပါဗျာနော်ဒါအပြင်ခလေးငယ်လေးတွေကိုစောင်းနဲ့ဖို့ပင်ဒါနပြုလူတန်းပေးလိုက်ပါအဲ့လိုလှုပ်ခြင်းအဖြစ်ကြောင်ရတဲ့အညံ့အခက်လေးတွေกินပြီးတော့ကောင်းတဲ့ကံတွေကဧကံမုတ်ချပိုးရေးကောင်းသွားပါလိမ့်မယ်အဲကျန်တဲ့ပရိသတ်သမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြစ် ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းဝေပါတယ်